မင်္ဂလာပါရှင်တိုဘူးနေထပ်မံလှူစားပါရယ်လုံနေသေးများပါမယ်တိုဘူးနေလုံရန်အတွက်စက်သားကိုစက်တောင်မန်အသုံးပြပါရယ်သူ့ကိုခုံထားပါရယ်အသားကြီးမဲနဲ့ရပါရယ်စက်တောင်မန်နဲ့ကိုရေစေးတန့်စင်ပြီးတော့အရသာမုံထဲတယ်ပဲငံများကြီးအကျဲထဲပါရယ်ခယူစီထဲပါရယ်ကိုနဲ့ဖက်ပြီးတော့အနည်းဆုံး9ဝက်လောက်နှက်ထားပေးရပါမယ် အစိမ့်မုံငါးစွန်းရင်ရင်တစ်ခွက်ရေကိုရောလိုက်ပါတယ်။ပဲမုံနေအစ်စ်မကြံလေးဒီတေချာမွှေ့ပေးရပါမယ်။ဒါကတော့ကြက်သုံးအဖြူနီချင်းကိုချိန်ထားခြင်းဖြစ်ပါတယ်။ကြက်သားစီတန်ရင်ဖြစ်ပါတယ်ရှင်။ မြေပဲထောင်းနာရပါမယ်မြေပဲက30တန်းတထုပ်ပါမိမိကအမောက်များတယ်ဆိုရင်ပို့ထည့်နိုင်ပါတယ်ခရမ်းကျင်သည်တိတိချာချာထိဖြတ်ထားမှာဖြစ်ပါတယ်ကြီးရင် base ဖြစ်ဖို့ကိုအရန်ခတ်ပါတယ်ဝရဲကိုစီထည့်ပါတယ်စနင်းမုံနေငယ်ထည့်ပါတယ်စိတ်ထားတဲ့စက်တောင်ဖြူနေခြင်းထည့်ပါတယ်ပြီးရင်တော့မွေးတီကြီးစီတတ်ပါတယ်စက်တောင်လေးတွေ လုံးဝမှုန်းလာတဲ့အနေအထားဆိုရင်အယောင်တင်မုန်းထည့်ပြီးတော့တပန်စီတက်ပါတယ်။အယောင်တင်မုန်းတဲ့ကြက်သွန်လေးတွေတက်မလာတဲ့အနေအထားဆိုရင်တော့နှီးသာသောခရမ်းညင်လေးကိုထည့်ပါမယ်။ခရမ်းညင်လေးထည့်ပြီးတော့အနေရေနှင်းငယ်ထည့်ပြီးတော့အနှစ်ကလေးကြာသည့်အထိတဲပါတယ်။ ခရင်ညင်လီအနှင်းကြောက်တဲနေတဲ့အချိန်မှာပဲငံများအပြစ်အနှင်းငယ်ထဲပြီးတော့ထပ်ပြီးစီတတ်ပါတယ်ဒါမှသာအယောင်ကြီးလှပြီးတော့နည်းနည်းရဲတဲ့အယောင်ကနည်းနည်းအယောင်ရင်းရင်းလေးရရှိမှဖြစ်ပါတယ်ခရင်ညင်ဒီ base က ready ဖြစ်တယ်ဆိုရင်တော့နည်းနည်းထားတဲ့ကြက်သားလေးကိုထည့်ပါတယ်အသားကြီးပဲလည်းရပါတယ်နော်တောင်ပန်လည်းရပါတယ်ဒီနေရာမှာတခုပြောချင်ပါတယ်မိမိကပဲငပိရှိတယ်ဆိုရင်ပဲငပိထည့်ပြီးစီတတ်နိုင်ပါတယ်ကျမဒီနေ့ပဲငပိမရှိလို့မထည့်တော့ဘူးနော် ဒါကတော့တရုတ်မဆလာဖြစ်ပါလိမ့်ရှင်။တရုတ်မဆလာကတော့ကျွန်မ brand နဲ့ကျွန်မထုတ်တဲ့အတွက်ဒီဟာကိုကျွန်မထည့်ပါတယ်။ပြီးတော့ရင်တော့စက်သားလေးတွေလောကနူးပြီးတော့မှုန်းလာတဲ့အနေထားရောက်တဲ့အချိန်ဒီမှာစက်သားကိုတည်ပြရပါမယ်။မိမိကလိုအပ်တယ်ဆိုရင်တော့ဂျီအနှဲငယ်ထည့်ပြီးတော့တင်နိုင်ပါတယ်နော်။ကြတာကတော့စိတ်ကြိုက်ပါကျွန်မကပဲငမရဲ့အကျင့်ထထဲပါတယ်ဒါကတော့ငီယူတီစိမ့်မှာငီယူတီစိမ့်ကိုညှက်လိုက်တယ် အချင်းလေးလိုချင်လို့ဖြစ်ပါတယ်ကျမမမုံငင်းခြင်းမရှိပါဘူးရှင်ဒါကြောင့်မလို့ငြိုသီးစိမ်းကိုညှက်လိုက်တယ်ညှက်ပြီးတော့ကျမတူတင်ကိုရှာလာကရင်အနေငယ်ထင်မယ်ဒါကိုအသုံးပြုမှဖြစ်ပါတယ်ရှင်တူဦးနေအိုးကနောက်ဆုံးမှစပြီးကြိုးရတာဖြစ်ပါတယ်။ရေတနီတာတွေကိုစနင်းမွန်ငယ်ထဲတယ်။စာထမင်းစားစွန်ရဲ့လေးပုံတစ်ပုံထဲတယ်။တကြားကတော့ထမင်းစားစွန်နဲ့သဇွန်ခွဲထဲတယ်။ပြီးတော့ ျော်ဆက်ထားသောပန်းစိမ့်မှုကိုထည့်ပြီးတော့ကျမတို့ပန်းစိမ့်မှုအနံ့ပြောက်သည့်အထိကြကြလေးမှွေရပါတယ်။ချိန်ကြာလာတဲ့အမျှပန်းစိမ့်မှုလေးတွေကပြစ်လာမယ်၊ရည်လေးတွေကခံလာပါလိမ့်မယ်။စိမ်မုံက ready ဖြစ်တယ်ဆိုရင်တော့တစ်ဖက်မှာဆန်စင်းကိုရင်နှွေးတဲ့ကိုထည့်ပြီးတော့ပြုတ်နိုင်ပါတယ်။ကျမကဒီနေ့ထိုင်ဝမ်မုံညက်ပတိတဲ့သုံးပါမယ်။မိမိကပဲရွှေရှင်ပဲရွှေထည့်ပါနော်။ဒါကတော့ကျမရဲ့ဆန်စင်းလေးဖြစ်ပါတယ်။ဆန်စင်းကိုတော့ကျမတို့တိုးဦးကြိုတာတော့ แท้ကိုဒီแท้ကိုแท้ပါဒါမှသာပုံပြီးစားကောင်းလာရှင်သူ့ရဲ့စံစည်းလေးကိုတူဘူးလောင်းထဲအဲ့လောက်ဆောင်မကောင်းစံစည်းကိုတူဘူးရှိတဲ့ဒီအိုးလေးကိုထည့်ပြီးမှ ပြန်ထုတ်ပြီးတော့လောက်တာပို့ပြီးတော့စားကောင်းပါတယ်เนาะပြန်တော့ ကြိုရာတော့တူဘူးပြပြကလေးတွေထည့်လိုက်ပါတယ်။တချို့ကလည်းဒီတန်းကိုကောမုံထည့်ကြတယ်။ကျမကတော့တူဘူးနဲ့ပဲသွားပါရရှင်။ဒါကတော့ထောင်နာတော့မြေပဲနေပါ။ပြီးတော့ရင်တော့ဇတာချက်ထရာလေးကိုထည့်ပါရယ်။ဇတာချက်ထရာကကျမစီပြန်လေးချက်ထရာတော့အရင်ကနည်းနည်းလေးပဲရတာပေါ့နော်။စီလေးနေငယ်ပဲပါတာပေါ့။ဒီမှာမိမိကငေုပ်တီးကိုလေစီနဲ့စီဘူးလောင်းထည့်ပြီးတော့လုံနိုင်သလိုငေုပ်တီး၆လက်အသုံးပြုနိုင်ပါတယ်။ ဒါကတော့ပထမကျွန်မလုပ်ထားတဲ့ငြိုသီးခြင်းလေးဖြစ်ပါတယ်။ကြာညို့ခွန်ပဲ့ငမြိုင်အနောက်ကိုထည့်ပါတယ်ရှင်။ကိုစားခြင်းတဲ့ဟာလေးတွေကိုထည့်နိုင်တယ်နော်။ကျွန်မကဝါခောက်စားခြင်းတဲ့အတွက်ဝါခောက်တွေကိုလည်းထည့်ပါတယ်။ဝါသားမစားတဲ့လူကကြက်သားရည်ကိုထည့်နိုင်ပါတယ်။ငြိုသီးဆက်ဆက်လေးထည့်ပါတယ်ရှင်။ Thank you ပါ